ဒါကြီးတယောက်ရီခရိုင်လူတို့ခြေပြုဘူဌာနတွင်ခရိုင်လူယောက်ကြီးအကြောင်းဒီကောင်းဆရာအသိပညာပေးတော်ရှုကိုဇွန်လ17ရက်နေ့ညနေ3နာရီကကျင်းပခရိုင်ခရိုင်ပြဆက်ယုံမှာဒေါ်တင်လူအင်းနေခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာဦးမျိုးသူအောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆရာရှင်။မင်္ဂလာပါညီမ။ဟုတ်ကဲ့ပါဆရာဒီခရိုင်လူယောက်ကြီးဆိုတာဘလို့အရာမျိုးလဲဆိုတာလည်းသိကျင်ပါတယ်ဆရာရှင်။အခုလိုမြေယာဒီကူပြင်းတဲ့ကာလမှာအပူတဲ့အန်ဒီရေကအရေးကြီးတယ်လို့ပဲခရိုင်လူယောက်ကြီးကလည်း အများကြီးကြည့်ပါတယ်အထူးသဖြင့်နေရာဒီမှာခဲလွန်ရောင်ကြီးမြုံငိမ့်တွေကမြင့်တက်နေပြီးတော့မြေပြားနဲ့မျက်စိကိုဒုက္ခပြနေပါတယ်ခဲလွန်ရောင်ကြီးကမျက်စိနဲ့မမြင်ရနိုင်တော့လဲတိုက်ရိုက်တက်ရောက်မှုရှိတဲ့အလင်းတန်းတစ်ခုဖြစ်ပါတယ်၎င်းကိုအခုဖြန့်ကျက်တော့ရင်းမြင်များမှထုတ်လွှတ်ပါတယ်အဓိကအပြင်တော့အမြင်မှထုတ်လွှတ်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်ဒီခဲလွန်ရောင်ကြီးအမျိုးအစားဘယ်နှမျိုးရှိတယ်ဆိုတာကိုလည်းသိချင်ပါတယ်ဆရာရှင်ခဲလွန်ရောင်ကြီးအမျိုးအစားကတော့ UVA ရဲ့ RBV ရဲ့ UVC ရဲ့ဆိုပြီးတော့၃မျိုးရှိပါတယ် UVA ကတော့အသားရည်မှာအရေးကြောင်းများဖြစ်စေပြီးအရွယ် ိုးရင်လာစီတတ်ပါတယ် UVB ကတော့အသားထဲဖောက်ဝင်နိုင်ပြီးတော့နေလောင်ခြင်းနဲ့ရေသန်းကင်ဆာကိုဖြစ်နိုင်ခြင်းရှိပါတယ် UVBC ကတော့အန္တရာယ်အရှိဆုံးဖြစ်တော့လဲအဝါရောင်လေးလူတဲ့တွင်ဖက်ထုတ်ခံရတဲ့မြေကင်းတို့မရောက်နိုင်ပါဘူးဟုတ်ကဲ့ပါဆရာဒီခဲလုံးရောင်ကြီးရေပေါ့နော်အကျိုးသက်ရောက်မှုတွေအားဘယ်လိုမျိုးတွေလဲဆိုတာကိုလည်းသိချင်ပါတယ်ဆရာရှင်ခဲလုံးရောင်ကြီးရေဒီကလက်တလောပေါ့နော်တက်ရောက်မှုတွေဆိုရင်တော့ဟို DNA ပျက်စီးနိုင်ပါတယ်နေလောင်ခြင်းနေရောင်ကြီးကြောင့်အေးပြားရတာတွေဓာတ်မတည့်ခြင်းနဲ့ခန္ဓာကိုယ်ကိုယ်ကမ်းစနစ်ကိုယိုနေစေခြင်းတို့ဖြစ်နိုင်ပါတယ် ကိုကန်းနည်းလာတာကကင်ဆာဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုအဖြစ်စဉ်းစားနိုင်ပြီးတော့ဗိုင်းရပ်ပိုးများပြန်လည်ထကြစေနိုင်ပါတယ်။ဥပမာညှက်ခမ်းတာတွေဒီမျိုးပေါ့နော်။ရေရှည်သက်ရောက်မှုတွေကတော့အရေးပြားကင်ဆာဖြစ်နိုင်ပါတယ်။မျက်စိတွင်အန်လျက်ရှိပြီးမျက်စိအတွင်းတိမ်ဖြစ်နိုင်ပါတယ်။ဦးမင်းရောလာခြင်းကိုလည်းညံစေပါတယ်။ရေပြားကင်ဆာအဓိက အနေဖြင့်တော့ဒီရရှိတဲ့နေမရရှိတဲ့ဒါမှမဟုတ်နေလောင်အိယာပေါ့နော်ဆမ်ဖက်လို့ခေါ်တဲ့ဒီနေပူဇာလုံရန်လူတို့ပြုလုပ်ထားတဲ့အရင်းမြစ်မြန်မာလည်းရရှိတော့ခန်းလွင်ရောက်တဲ့ထိတွေ့ခြင်းကြောင့်လည်းဖြစ်ပေါ်တတ်ပါတယ်အထူးသဖြင့်တော့ကလေးငယ်တွေနဲ့ဆယ်ကျော်သက်များကနေအောင်ကြီးထိတွေ့မှုအလွန်ကျွံများခြင်းပြီးဘဝနောက်ပိုင်းနဲ့အရင်တိုင်းကင်ဆာကိုဖြစ်စေနိုင်ပါတယ်အကျိုးကျေးဇူးအနေနဲ့တော့ခန်းလွင်ရောက်ကြီးပမာဏနည်းနည်းလေးပဲ ြည့်မယ်ဆိုရင်တော့ကိုကားစနစ်အတွက်အလွန်ရေးကြီးတဲ့ဗီတာမင် D ကိုထုတ်လုပ်ပေးနိုင်ပါတယ်။အချို့သောဗက်တီးရီးယားတွေကိုလည်းတတ်နိုင်ပါတယ်။ဆေးဘက်ဆိုင်ရာအလင်းကုထုံးတွေလည်းအသုံးပြုနိုင်ပါတယ်။ကဲပါဆရာဒီခရမ်းလွန်ရောင်ကြီးကိုပေါ့နော်ကာကွယ်လို့ရမယ့်နီးလန်းတွေကိုလည်းသိချင်ပါတယ်ဆရာရှင်။ခရမ်းလွန်ရောင်ကြီးကိုရွေးရှင်းပြီးတော့ထည့်ရောက်တဲ့ကာကွယ်နီးလန်းများလည်းရှိပါတယ်။ခရမ်းလွန်ရောင်ကြီးအညွန်ငိန်သုံးတဲ့အထက်တွေနေရောင်ကြီးမှကာကွယ်ရန်အကြံပြုထားပါတယ်။နေရောင်နိုင်သောအချိန်ပေါ့နော်မနက်၁၀နာရီမှညနေ၄နာရီအတွင်းနေရောင်တိုက်ရိုက်မထစ်တရောင်နေရပါမယ်။ ခဲလွန်ရောင်ကြီး UBA နဲ့ UBB ကို69ကနေတရားရဂိုင်းတို့အထိကာကွယ်ပေးနိုင်တဲ့မျိုးလုံးမဲ့လေအပြစ်ဖုံးကတော့နေကမြင့်မှန်တက်ဆင်ရပါမယ်။မျက်စိတွေနားနဲ့မျက်နှာကိုလောနားပြန့်ကျဲတဲ့ဥထုပ်ကိုစောင့်တင်ပါတယ်။အနားပြန့်ကျဲတဲ့ဥထုပ်တွေကဒါဒီမျက်နှာတို့မျက်စိတို့နေအောင်တဲ့အထိတွေ့ချင်းမှာကာကွယ်ပေးပါတယ်။နေအောင်ကြီးကိုပြန်နိုင်တဲ့ဒီအဝတ်အစားတွေပေါ့နော်။ဝတ်ဆင်ရပါမယ်။ quý vị mà phone này nè bộ nó thì khi nào sẽ hay mày giờ mà thì mày sẽ lúc mau vậy à hay là hả thì mày sẽ lúc mau sắp chuyển biểu lộ giả nó rồi rồi နေအောင်ကာတော့နေအောင်ကာပွားပြည့်တယ်ဗျကျွန်တော် SBA ပါတော့နေအောင်ကာဆန်းခရင်ကိုအသုံးပြုလို့ရပါတယ်ဒါကတော့ပထမဦးစားပြီးတော့မဟုတ်ပါဘူးအဓိကကတော့မနေ့စင်တာရဲ့ညနေ၄နာရီခွဲကိုနေအောင်တိုင်းရဲ့မထီအောင်နေကြပါလို့အကြံပြုတက်တွန်းလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်အခုလိုမျိုးအသိပညာမျှဝေပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာရှင်ဟုတ်ကဲ့ညီမကျေးဇူးတင်ပါတယ်ခင်ဗျာ စောဘတ်တော်ရှိုးစနေမှုတို့ကိုရှူရတီ page တွင်လွတ်တင်ဆောင်ရွက်ထားကြောင်းသိရပါရရှင်။